ပတ်ဆက်လူတို့လင်မယားနဲ့ UNG ရဲ့ထိတ်တန်းဝန်ကြီးတချို့ FBI ကစုံစမ်းနေတာဟာဒီ F16 ငက်ကင်ဝယ်ယူကိစ္စတတ်တတော်မဟုတ်ပါဘူးအခုစုံစမ်းစစ်ဆေးခံနေရတဲ့အမှုဟာပိုပြီးနှဆိုင်ပါတယ်ဖာရာမပုတ်တင်ထားရဆိုတဲ့အကြောင်းပြချက်ရှိတဲ့ဆိုပေမဲ့အဲ့ဒီအကြောင်းပြချက်ကပဲသူတို့အတွက်တကယ်ပြဿနာပါဖာရာဆိုတာတော့တည်တဲ့အတိုင်းပါပဲလက်ကန်ချောင်းမှနေပြီးတော့အစိုးရအလုပ်ကိုလှုပ်ကိုက်ခွင့်ရဖို့အတွက်မပုတ်တင်ထားတဲ့အခြေအနေကိုပြောချင်တာ တကယ်အစစ်မှန်ဖော်ရမပုတ်တင်ထားနိုင်တယ်ဆိုရင်တော့အထောက်တော့ခိုက်မှန်တိုက်လိရဲ့ဒီဝယ်လို့ရတယ်ပြဿနာမရှိဒါပေမဲ့အခုကြုံနေရတဲ့အဓိက IG တို့ရဲ့ပြဿနာဟာအမျိုးသားလုံခြုံရေး National Security ဆိုတဲ့ခေါင်းစဉ်အောက်က framework အောက်ကနေပြီး IG ကဒေါ်လာနဲ့မှတ်ခံပြီးတော့တရုတ်အကျိုးစီးပွားအတွက်လှုံ့ဆော်နေတယ်ဆိုတဲ့တန်တရာဝင်နေတာပါနိုင်ငံတစ်ခုရဲ့ National Security Framework ဆိုတာဟာ မတမမှုတွေစစ်မှတ်မှုနဲ့နိုင်ငံခြားအကျိုးစီးပွားချိတ်ဆက်မှုကိုစစ်ဆေးတဲ့အထုကရိယာလိုမျိုးပါဆိုလိုချင်တာကမြန်မာပြည်တွင်းရေးကိုနိုင်ငံခြားကကြားဝင်ဆော့ဖက်နေတာမျိုးကိုနိုင်ငံတကာဥပဒေအရဘယ်လိုအကျိုးဆက်တွေရှိလာနိုင်လဲဆိုတာစစ်ဆေးနေတဲ့အမှန်ဘလူးကြီးတခုလိုမျိုးဆိုလိုတာပါဒါကြောင့် FBI ကပါဆယ်လိုတို့နဲ့ပတ်သက်သူတွေကိုအခြေယူပြီးစစ်ဆန်စစ်ဆေးနေတာပါတွေ့တကူလွတ်ပေးမဲ့အခြေအနေလည်းမရှိပါဘူး ။ဘာဖြစ်လို့လဲ။တက်တဲ့အထောက်အထားတွေရေရှည်ခက်ခက်မမအချက်ယူပြီးစုဆောင်ထားခဲ့လို့အဲ့ဒီစုံစမ်းမှုကိုလည်းနောက်ကမှကူညီနေတဲ့အဖွဲ့သုံးဖွဲ့ကတစ်ဖွဲ့ဟာပူပေါင်းပြီးထိထိရောက်ပါဝင်ကူညီနေတဲ့အခြေအနေရှိနေတာဟာအလွန်အရေးကြီးတဲ့အခြေအနေအမှုခိုင်မာတဲ့အခြေအနေဖြစ်နေပါတယ်။ FBI စုံစမ်းမှုရဲ့နောက်ဆက်တွဲအချက်သုံးချက်ဖြစ်လာနိုင်တဲ့တရားမှုပေါ့ဗျာ။အဲ့လိုစုံစမ်းနေတဲ့ FBI အခြေအနေကြီးကြောင့် AUG ထိတ်တန်းကောင်းဆောင်တွေအမေရိကန် ီရင်ကစီပွားရေးနဲ့နိုင်ငံရေးချိတ်ဆက်မှုတွေမှာစီပွားရေးပိတ်ဆို့မှုတို့ဗီဇာပိတ်ဆို့မှုတို့တဖြည်းဖြည်းပေါ်လာနေတဲ့အခြေအနေဆက်ပြီးဖြစ်လာနိုင်တယ်။ဒီစုံစမ်းမှုတာတဖြည်းဖြည်းကြီးထွားလာခဲ့ရင် အမှုဖြစ်တည်မဖြစ်တည်ထားအောင်ဒေါ်လာရေးနဲ့အနောက်နိုင်ငံတွေရဲ့ဆက်ဆံရေးကိုပါထိခိုက်လာနိုင်ပါတယ်။တကယ်လို့ UNG ထက်ကတချို့တချို့ပါဝင်ပတ်သက်နေတဲ့သူတွေတရုတ်အကျိုးစီးပွားအတွက်လုံနေတယ်ဆိုတော့အသက်သက်တာအနေငယ်ပေါ်လာခဲ့ရင်တော့သွားပြီပဲ။ ော်လိုက်ဖွဲ့စည်းတွေရန်ပုံငွေနိုင်ငံတကာထောက်ခံမှုငွေကြေးစီစဉ်မှုအားလုံးအားလုံးဆုံးရှုံးသွားနိုင်ပါတယ်။နားလည်အောင်ထပ်ပြီးတော့အချက်တုံးချက်နဲ့ကျွန်တော်ထပ်ပြောပြချင်းပါတယ်။နံပါတ်၁အနောက်နိုင်ငံတွေရဲ့ဒေါ်လာအပေါ်ယုံကြည်မှုဆုံးရှုံးနိုင်ခြင်းတကယ်လို့သာ FBI စုံစမ်းမှုဟာအဖြေက UNG နောက်ကွက်မှာတရုတ်နိုင်ငံရဲ့လက်ချက်ပါဝင်ပတ်သက်နေတယ်ဆိုတာထောက်ထားသက်သေထပ်ပေါ်လာခဲ့ရင်အနောက်နိုင်ငံတွေကမြန်မာဒေါ်လာကြီးကိုတွယ်ဝိုက်ဒေါ်လာကတစ်ဖက်က တခြားနိုင်ငံတွေကတဆင့်ပေးနေတဲ့အခြေအနေတော့လည်းကောင်းပတ်စံတွေလက်နက်သို့မဟုတ်ဤပညာနိုင်ငံရေးရထောက်ခံမှုအများဆုံးရဆိုင်မဲ့အခြေအနေရင်ဆိုင်ရပါလိမ့်မယ်ဥပမာပြအမေရိကန်နဲ့ EU ကအရင်ကပေးနေတဲ့အကူအညီထောက်ခံမှုအတိမတ်ပြုမှုတွေရဆိုင်ပြစ်လိုက်တာမျိုးကြိုးစားနိုင်တယ်အမေရိကန်ကတက်တဲ့ထွက်လိုက်ရင်အလုံးဟာတာတဲ့တစိုက်တဲ့တညာတဲ့တဘောထားတဲ့တူတူဆုံးဖြတ်မှာပါအဲ့လိုဆိုလို့လားဒီတော့ဒါဟာ လေပေါ်ပါလာတဲ့ခရီးသည်ဟာလေပက်ကင်နဲ့အရှိုးဝက်ပောင်းပြီးလေကိုတခြားလမ်းကြောင်းလွဲခိုင်းလိုက်တဲ့အခြေအနေမျိုးတော့ကြုံရနိုင်တယ်။ဥပမာကြည့်လို့ရတယ်။ထိုင်းနိုင်ငံတော်လိုင်းတမိုင်းမှာလည်းကြည့်ရတယ်။ဟောက်ကောင်ပြည်သူအရေးအားပေးမှုရဆိုင်ခတ်ခဲ့ရတဲ့အခြေအနေတွေကအဲ့လိုယုံကြည်မှုဆုံရှုံတော့တဲ့ဆုံရှုံမှုရဲ့တာဝန်ကောင်းတွေပါ။နံပါတ်1ကအဲ့လိုမျိုးအခြေအနေတာပေါ်လာရင်အင်ဂျီရတရားဝင်ဆိုတဲ့ဖြစ်လို့ဆက်ဆက်ဖြစ်တည်လည်းပြောပြောမဖြစ်ဘူးပဲပြောပြောလူကြိုက်များတဲ့အခြေအနေကြာဆင်းသွားတာပဲ။ အဲဒီဒေါ်လာရဲ့ဥစ္စာမှုတက်တက်ပြပြီးနိုင်ငံကတည်အောင်အစိုးရဖြစ်အောင်ကြိုးစားနေတာအလို့တိဒါပေမဲ့တရုတ်ပေါင်ပတ်သက်မှုအကျိုးဆောင်မှုဒလန်ပြုလုပ်နေမှုတရှုပ်ပြုလုပ်နေမှုတတိတက်တက်ထွက်လာရင်အယူဒီရဲ့ပြည်တွင်းပြည်ပလူထုထောက်ခံမှုအစုပ်ဖြတ်ကြီးမားတဲ့အကြောင်းလဲကြာဆုံးလသိချပါတယ်ပြီးတော့ CRPH AUCC ဆက်ဆက်ပြီးတော့အဖွဲ့အစည်းအလုံးအလုံးဒေါ်လာရဲ့အဖွဲ့အစည်းတွေလိုချင်မှုထိခိုက်တော့သွားနိုင်ပါတယ် ဒီလိုမျိုးဟာကအရှေ့တောင်အာရှနိုင်ငံတွေမှာဥပမာကမ်ဘောဒီးယားလောက်ဦးလိုလိုမျိုးဒီလိုအကျိုးဆောင်တွေကြောင့်အနောက်နိုင်ငံတွေအထောက်ပံ့ပြတ်တောက်ခဲရတာမျိုးနဲ့နိုင်ရှင်ကြည့်ရင်တွေ့နိုင်တော့လဲနားလည်လို့ရပါတယ်။ဒါပေမဲ့တော့အဲ့လိုမျိုးသာဆိုရင်တော်တိုင်းသမားတွေရဲ့နိုင်ငံရေးတရားဝင်မှုပျောက်ပါပြီ။အယူဂျီရဲ့တရုတ်နဲ့ပူးပေါင်းမှုတက်တဲ့ထောက်ထားတစ်ခုခုတာထွက်လာခဲ့လို့ရှိရင်တော့အနောက်နိုင်ငံတွေကိုအားကိုးနေတဲ့ PDF ဒီမိုကရေစီအခြေအနေကိုပုံဖော်နေတဲ့တော်လိုင်းဖွဲ့စည်းတွေအားလုံးလောကအထိုင် ပြတ်သွားနိုင်ပါတယ်ဆိုလိုတာကပို့ပြီးချိုးချိုးဝါပြက်လောက်နိုင်တာက PDF နဲ့တခြားလက်နက်ကိုက်ဖွဲ့တွေကပတဝမ်းကအမြင်ဟာအပြစ်သားပုံစံမျိုးစီရင်သိမ်းခံရလိုက်တဲ့အခြေအနေတွေနှိစက်သွားနိုင်ပါတယ်အနောက်နိုင်ငံထောက်ခံမှုဆိုတဲ့တော်လိုင်းရဲ့ဘေကင်ရီရှီးဆိုတဲ့ခေါင်းစဉ်အောက်ကအလုပ်လုပ်လို့မရတော့တဲ့အလုပ်ကပြည့်စည်သွားတဲ့အခြေအနေပါ။ ဒီတော့ဒါဟာစစ်မြင့်ကြီးမှာကိုကိုကောက်ွယ်ပေးရတဲ့အတိုင်းတန်ချက်ကဆိုတဲ့အတိုင်းရန်သူရဲ့လက်ထက်ရောက်သွားသလိုမျိုးတူတူပါပဲစီးရီးယားလက်ပြတခြားတခြား proxy war တွေမှာတရုတ်ရုရှားနဲ့ဆက်နွယ်မှုတွေကြောင့်အနောက်နိုင်ငံရဲ့ထောက်ခံမှုရပ်တန့်ခဲ့ရတာတွေဥပမာယူနိုင်ပါတယ်ဒီကုတ်ချုပ်ပြောချင်တာကဒီတခမ်းမှာတော့ FBI ရဲ့စုံစမ်းမှုဟာတအားသိချနေတဲ့ထောက်ထားတွေရှိနေတာကိုတွေ့ရတယ်ဒီလို IUG ကိုတရုတ်ရဲ့ဂျာခန်သို့မဟုတ်တွဲဝါပြီးပတ်သက်မှုရှိနေတဲ့အခြေအနေတာတသက်ပေါ်ခဲ့ရင် ဒါဟာမြန်မာတွန်းလိုက်တခုလုံးရဲ့ရှေးရေးကို အနောက်နိုင်ငံတွေရဲ့လက်ကလောကဖြစ်စီပြစ်လိုက်နိုင်တဲ့မဟာအန်တီယကြီးကိုဖြစ်ပေါ်စေနိုင်တာကိုပြောချင်တာပါဒီလိုဖြစ်လာခဲ့ရင်တော့ကျွန်တော်မြန်မာတွန်းလိုက်ရဲ့အနာကဘယ်လိုဆက်ဖြစ်လာနိုင်မလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေမန်ပါဝင်တွေကွန်မန့်မှာဆွေးနွေးပေးခဲ့ပါဦးအထောက်အထားတိတိကျကျအတည်ပြုနေတဲ့အချက်တွေရှိပါသေးတယ်နောက်ထပ်နောက်ထပ်မန်ပါတည်တံပီဒီယိုမှာကျွန်တော်တင်ဆက်ပေးသွားပါမယ်ကျေးဇူးတင်ပါတယ်